။တက်စရာမလို့ပဲတိန်နေပေါ်လမ်းရှောင်းနိုင်မယ်တရုတ်နိုင်ငံရဲ့ကောင်းကင်လေကတောင်တလုံးရဲ့ထိတ်ကိုရောက်ဖို့နိုင်ပေါင်းများစွာရွှေတန်တဲ့ချွဲချွဲနဲ့ထက်ရတဲ့ခက်ခဲချမ်းနဲ့ခီးကိုအတင်းစိတ်ကူးရင်ကြည့်လိုက်ပါ။ဒါပေမဲ့ဒီလိုပြင်ပန်းစရာမလို့ပဲမိနစ်30အတွင်းမှာတောင်ကြီးကနေတိန်နေကြတဲ့အထိအေးအေးဆေးဆေးရောက်သွားနိုင်မယ်နီလန်တစ်ခုရှိတယ်ဆိုရင်အံ့ဩသွားမလား။ဒါဟာသိပ္ပံရုပ်ရှင်တွေကမြင်ကွင်းတစ်ခုမဟုတ်ပါဘူး။အပြင်မှာတကယ်တည်ရှိနေတဲ့တရုတ်နိုင်ငံရဲ့အင်ဂျင်နီယာပညာရေးဆိုင်ရာအံ့ဖွယ်တစ်ခုဖြစ်တဲ့လင်းရှန်တိန်ကူတရာပဲဖြစ်ပါလိမ့် ဒီနေ့မှာတော့ကျွန်တော်တို့နဲ့အတူဒီဒိနေစီကိုသွားတဲ့ကောင်းကင်လေးကားကြီးကိုစီးပြီးဒိုင်နိုတွေကလူကဘာတစ်ခုကိုခရီးထွက်ကြရအောင်ပါဒီရုပ်နိုင်ငံကျန်းစီပြည်နယ်မှာရှိတဲ့လင်ရှမ်းတောင်တန်းကြီးဟာသူ့ရဲ့ထူးဆန်းတဲ့အကြောင်းဆောင်နေလှပတဲ့တောင်ထိပ်တွေနဲ့အမြဲလူလူရစ်တိုင်းနေတဲ့တိမ်ပင်လေကြီးကြောင့်နာမည်ကျော်ပါသည်အရင်ကဆိုရင်သူ့ရဲ့အလားတရားကိုအပြည့်အဝခံစားဖို့တန်းချီတောင်ပေါ်အထိရောက်အောင်၃လနာရီလောက်ခြေကျင်တက်ကြရပါသည်ဒါဟာလူတိုင်းအတွက်မလွယ်ကူတဲ့စိန်ခေါ်မှုတစ်ခုပါပဲဒါပေမဲ့အခုတော့အရာအလုံးပြောင်းလဲသွားခဲ့ပါပြီ။ အမေရိကန်ဒေါ်လာတန်20ယင်းနှိမ့်နှံပြီးတိဆောက်ခဲ့တဲ့ဒီလင်းရှန်းတိန်တရာကြီးကြောင့်ပါပဲ။ဒါဟာရိုးရိုးတက်လေကမဟုတ်ပါဘူး။စုစုပေါင်း10မီတာ130ကျော်ရှိပြီးဒေါင်လိုင်းအမင်းကအထက်88ထက်နဲ့ညီမျှတဲ့အလွန်ရှည်လျားတဲ့ဆက်လီကားကြီးတွေဖြစ်ပွားပြီးတနအီကိုခရီးသွား3600အထိတည်ဆောက်ပြီးနိုင်ပြီးလူရီကိုတောင်ကြီးကနေတိန်နေအနာထိအလွယ်တကူပို့ဆောင်ပေးနေပါလိမ့်မယ်။ဒီစားလီကားကိုစီးလိုက်ပြီးဆိုတာနဲ့တင်ဟာတဖြည်းဖြည်းမြင့်တက်လာပြီးပဝင်းချင်အောင်မြင်ကွင်းတွေကိုတင်းမျက်စိရှိမှဖြည်းဖြည်းချင်းပြောင်းလဲလာတာကိုမြင်တွေ့ရမှာပါ။ မြေပြင်ကနေတင်းတဖြည်းဖြည်းဝေးကွာလာပြီးတိပင်အောက်အောက်ဆိုင်းဆိုင်နေတင်းချောက်အောက်ကိုရောက်ရှိသွားပါလိမ့်မယ်။ဒီခရီးစဉ်ရဲ့အကောင်းဆုံးချက်ကတော့လမ်းတစ်လျှောက်မှာရန်နာလို့ရမယ်။ရှုခင်းကြည့်စဉ်နေထည့်သွင်းပေးထားတာပါပြီ။တင်းဟာဆက်လီကောက်ပေါ်ကနေဆင်းပြီးရင်သက်ရှုမောဝဲတောင်ထိပ်ကြီးတွေနေပေါင်းများစွာရာသီဥတုတန်ကြောင့်ဖြစ်ပေါ်လာတဲ့ထူးဆန်းတဲ့ကြောင်းဆောင်ကြီးတွေကိုအနီးကတပ်ပုံရိုက်နိုင်ပါလိမ့်။အပေါ်ကိုဆက်တက်သွားတာနဲ့အမြောက်တင်းကိုလာကြုံနေမှာကတော့လှိုင်းလုံးနေလို့ရွေလျားနေတဲ့တိမ်ပင်လေကြီးပါပဲ။ ဒီခိုက်တက်မှာတင်ဟာလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားပြီးဒိန်းဒီပေါ်မှာလမ်းလျှောက်နေရတယ်လို့မျိုးခန်းစားသွားရမှာအသေးချပါပြီအရင်ကချွေးထွက်တန်ယူကြိုးစားတက်မှမြင်ရတဲ့ဒီမြင်ကွင်းကိုအခုတော့တက်ကြီးရွယ်ဦးတွေနဲ့ကလေးငယ်တွေပါအလွယ်တကူခန်းစားနိုင်ပြီဖြစ်ပါလိမ့်ဒီဒိန်းတရာဟာခက်ခဲတဲ့တောင်တက်ခီးကိုလူတိုင်းအတွက်ကြည်နူးစရာကောင်းတဲ့ခရီးစဉ်တစ်ခုအဖြစ်ပြောင်းလဲပေးလိုက်တာပါပြီဒီလိုအံ့ဩစရာကောင်းတဲ့နီးပညာဖြစ်ပေမဲ့လူတွေကြားထဲမှာတော့အတွေးနှမျိုးကွဲနေပါလိမ့်တချို့ကတော့ဒါဟာသဘာဝတရားကိုလူတိုင်းလမ်းလမ်းမိခန်းစားနိုင်စေဖို့လုပ်ပေးတဲ့အလုံကောင်းမွန်တဲ့တီထွေမှုလို့ဆိုကြပါလိမ့် အသက်ရွယ်နဲ့ကျန်းမာရေးကန့်သတ်ချက်တွေကြောင့်တောင်ထိပ်ကိုမရောက်နိုင်တဲ့သူတွေအတွက်အိမ်မက်တစ်ခုကိုအကောင့်ထဲပေါ်ပေးလိုက်တာနဲ့အတူတူပါပဲဒါပေမဲ့တစ်ဖက်မှာတော့တောင်တက်သမားအချို့ကဒီလွယ်ကူမှုဟာတောင်တက်ချင်းရဲ့တကယ်အနှစ်သာရကိုပျောက်ဆုံးစေတယ်ဆိုပြီးဝေဖန်ကြပါသည်သူတို့တွက်တော့တောင်တလုံးရဲ့ထိပ်ကိုရောက်ရှိခြင်းဆိုတာချွေးနဲ့ဂျိုးစာအားထုတ်မှုနဲ့လဲလှယ်ပြီးမှရလာတဲ့အောင်မြင်မှုတစ်ခုပါပဲအဲ့လိုမျိုးပင်ပင်မှန်မှန်တက်ပြီးမှမြင်ရတဲ့ရှုခင်းရဲ့အရာပါကဘာနဲ့မှနိုင်ရှင်လို့မရဘူးဆိုတာကိုသူတို့ကယုံကြည်ကြပါသည် ဒီလိုဆက်လီကားတွေကအဲ့ဒီအောင်မြင်မှုရဲ့အရသာနဲ့စိန်ခေါ်မှုတွေကိုရောပါသွားစေတယ်ဆိုပြီးဆိုကြပါလိမ့်။ဒီလင်ရှန်းတိန်တရာဟာတာမန်ဆက်လီကားတစ်ခုထပ်ပေါ်ပါလိမ့်။ဒါဟာလူသားတွေရဲ့အင်ဂျင်နီယာပညာရဲ့နဲ့တဘာဝတရားရဲ့အလားတရားကိုပေါင်းကူးပေးလိုက်တဲ့တရာတစ်ခုပါပဲ။ဒီချိန်ထဲမှာပဲကျွန်တော်တို့ကိုမေးခွန်းတစ်ခုထုတ်စေပါလိမ့်။တဘာဝတရားကိုခန်းစားဖို့အတွက်အကောင်းဆုံးနည်းလမ်းကပါလိမ့်။ပင်မစင်းရဲ့ခံပြီးရယူခြင်းလားဒါမှမဟုတ်ဒီပညာရဲ့အကူအညီနဲ့လွယ်လွယ်ကူကူချင်းကပ်ခြင်းလားပြည်သက်တွေရောဘယ်လိုမြင်ပါသလဲ ်တင်းသားလင်းရှမ်းတောင်ကိုရောက်ရှိခဲ့မယ်ဆိုရင်ဒီကောင်းကင်လေကားကြီးစီပီဒိန်းနေစီကိုအလွယ်တကူတက်သွားမလားဒါမှမဟုတ်ကိုချတော့ကိုပေါ်ရက်ပြီးတောင်တချင်းအရသာစစ်စစ်ကိုခံစားမလားတင်းရဲ့မြင်တွေကိုကွမ်းမံမှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး